ဧပြီလ9ရက်နေ့ထိအာဆင်နယ်တင်းရဲ့ဒဏ်ရာကစားမ6ရက်နောက်ဆုံးရအခြေအနေများ ဒီနေ့ကဧပြီလ9ရက်နေ့ညနေခင်းပေါ့လေအဲလက်ရှိအချိန်ဒီအာဆင်နယ်အသင်းမှာ injury list ထဲမှာရှိတဲ့ကစားသမားက6ယောက်ရှိတယ်။ဒါပေမဲ့ Champions League ပွဲစဉ်အမည်ပြန်လာနိုင်မဲ့ကစားသမားတွေလည်းရှိတယ်။တချို့ player တွေကယာတီကုန်ထိတချို့ player တွေက December လအထိလွဲချော်ဖို့ရှိရပေါ့လေ။အဲ့တော့ဒီကစားသမား6နဲ့ပတ်သက်ပြီးတော့တယောက်ချင်းစီကိုကျွန်တော်သုံးသပ်ပြီးတော့ပါမယ်။ကဲပထမဆုံးတယောက်ကတော့ Mickey Maino ကြံခဲ့တဲ့အေဗာတန်အသင်းရဲ့ပွဲစဉ်မှာပွဲချင်းပြီးဝင်ကစားသွားတယ်ခေါင်းမှလည်းပတီးနဲ့အဲ့ဒီပွဲမတိုင်ပြီးသွေးပူလေးကျင်ကန်လုတ်တဲ့အချိန်မှာပေါင်ချန်ကြွက်သားဒဏ်ရာတန်တရားရှိရင်ပဲလေပွဲစပွဲအဆုံးဒီကစားမဝင်ပြီးဆော့သွားခဲ့တယ်။ခေါင်းကွဲသွားပြီပဲလေပတီစီပြီးကစားသွားခဲ့တယ်။အခုနောက်ဆုံးရထားခဲ့တဲ့ London Evening Standard ကပေါ်ပြထားချက်အရဆိုရင်တော့နီးပြမီခေးအိုင်ဒါကဒီကစားမနဲ့ပတ်သက်ပြီးအားလုံးအဆင်ပြေတယ်ဆိုပြီးတော့ ဒါမီဒီယာတချို့မှာပြောသွားခဲ့တယ်။အဲ့ဒီအခြေအနေတွေကြောင့်ဒီဇာမတ်ကချန်ပီယံလိပွဲစဉ်မှာပြင်ပြီးပါလာဖို့ရှက်ဆိုပြီးတော့သတင်းတော်တော်များကတော့ကိုကာရေးသားနေပေါ့လေ။28နှစ်ရဲ့စပိန်သားတော့လက်ရှိအာဆီနယ်မှာကွင်းလယ်ပိုင်းကိုအထောင်လိုအပ်ချက်ရတိုက်စစ်မှုပေါ်ဝင်ဆော့နေခဲ့တဲ့ပလေးယာဒီဟာဒီ35ဝက်မှာ9ဂိုးတမိတော့နှလုံးဖိန်ထားတယ်။လက်ရှိနီပြမီခေအိုက်တာရဲ့ဂျိုကာကတ်တကက်လို့ပြောလို့ရတယ်။အရင်ကောင်းမွန်တဲ့တိုက်စစ်အထောင်ကစားသမားတူမဟုတ်ပေမဲ့သူ့စီမှာဂိုးရနိုင်ရှိတဲ့လက်ကီးလေးတွေမြင်တွေ့ရတယ်။ဒါကြောင့်မို့ဒီကစားသမားတို့ကျွန်တော်တို့ဘလူနီနဲ့မှအဆ ဆုံးရှုံးခံလို့မဖြစ်ဘူး။ဘာကြောင့်လဲဆိုတော့ဘူကောက်ဆာကပြန်လာခဲ့တယ်ဆိုရင်တော့မှအထောင်တိုက်စစ်မှာမီခင်းမိန်ကိုကျွန်တော်တို့အတိုင်းအတာတစ်ခုထိမီခိုရောင်းမှဖြစ်တဲ့အတွက်ကျတဲ့ခိုင်ရဘတ်တို့ဂျေဆုတို့မရှိရတော့မှာပေါ့လေ။အဲဆိုဒီကစားမှာတော့ဒီရာဒီမှာပခုံးတန်အကြောင်း33ရက်နားခဲ့ရတာလွင်အချားတန်ရာတွေကြောင့်အကြာကြီးတော့မနိုင်ရဘူး။ ဒီရာသီမှာဆိုရင်ဒီသားမသည်43ရက်နားထားရတယ်အင်ဂျူရီ3ကြိမ်ဖြစ်တယ်စုစုပေါင်း17ပွဲလွှဲချော်ထားတယ်အခုခေါင်းမှဒဏ်ရာနေပြီပဲလေလာမယ့်ချန်ပီယံလီပွဲစဉ်မှာပြင်ပြီးပါလာနေရှိဆိုပြီးတော့သတင်းတွေကပေါ်ပြထားပါတယ်။ဒီမြောက်ပလေယာကတော့ Ricardo Calafiori ပေါ့လေ။သူကတော့ဒါအီတလီ၊ဂျာမနီပွဲစဉ်မှာအင်ဂျူရီရခဲ့တာထုံးစံတိုင်းပဲ ဆရာသမားကျွန်တော်တို့အော်တိုဘာလာတုန်းကရှတ်တာဒူးညက်အသင်းနဲ့ပွဲစဉ်မှာသူ့ဘာသာစလစ်ဖြစ်တဲ့ပုံစံမျိုးပဲဒူးဒန်ရန်ဟောင်းကပြန်ပြီးထိသွားခဲ့တာလက်ရှိအခြေအနေတော့နီပြပီကေအာဂျာတချို့ပွဲကြိုတွေမှာဒီအင်တာဗျူးမှာဖြေထားခဲ့တာဒီကစားသမားရတတဖက်အချို့အားယူအောင်မှာဖြစ်တဲ့အတွက်တချို့ရူမာတွေအရဆိုရင်တော့ဒီကစားသမားက April လကုန်လောက်မှာပြန်လာနိုင်မှာဖြစ်တဲ့အတွက်လာမယ့် Champions League ပွဲစဉ် Real Madrid နဲ့နှစ်ကြော်စလုံးကိုတော့ Color Fury တယောက်လွဲချော်ဖို့ရှိနေပါတယ်22နှစ်ရဲ့အီတလီသားတော့2029ခုနှစ်တည်းအာဆင်နယ်နဲ့ဆက်ရုပ်သက်ရှိသေးတယ် quality မြင့်ကစားသမားတူဦးဖြစ်မယ်သူ့ကိုအတိုင်းအတာတစ်ခုတည်းပဲအာဆင်နယ်အသုံးပြုလို့ရတာကလည်း injury အခြေအနေကြောင့်မို့လို့မကြာခဏဒန်ယာဟောင်းတွေပြန်ပေါ်တယ်သူ့ရဲ့ကစားဟန်ကလည်းအင်္ဂလိပ်ကစားဟန်နဲ့ဆိုလို့ရှိရင်တော့ဒန်ယာမကြာခဏပြန်ပြီးရနိုင်တဲ့ဂျင်းနဲ့ချက်တွေကိုတိုးဝင်တဲ့တိုက်ပွဲတွေမှာပါတာကိုအဲ့တော့ဒီကစားသမားတော့ဒီယာတီမှာဒန်ယာ၅ချိန်ရထားတယ်အဲ့ဒီ၅ချိန်မှာ၃ချိန်ကဒူးဒန်ယာတစ်ချိန်ကခြေသလုံးကြွက်သားဒန်ယာနဲ့နောက်တစ်ချိန်ကတော့ကြွက်သားဒန်ယာ တတ်တတ်ပေါ့လေအဲ့တော့ဒီကစားသမားကတော့ကြံ့ခိုင်မှုပြေဝနေတကယ် quality မြင့် player ဆိုပေမဲ့လည်းဒဏ်ရာတွေမကြခဏရုံးကန်နေရတဲ့ full back ကစားသမားတူဦးဖြစ်တဲ့အတွက်သူ့ကိုကျွန်တော်ပြင်ပြီးအသုံးပြုနိုင်မယ်ဆိုရင်တော့မှ April လကုန်လောက်မှပြင်ပြီးရောက်လာနိုင်ချေရှိပါတယ်အဲ့တော့ color fury မရှိတာအာဆင်နယ်တင်းအတွက်ဆိုတော့တိတ်တော့ impact မဖြစ်ဘူးဆိုပေမဲ့သူ့နေမှာဝင်ဆုပ်လို့ရတဲ့ player တွေရှိဆိုပေမဲ့ဂျင်းတဲ့ချက်ထဲမှာအသင်းအတွက်သုံးမှတ်ဖြစ်သွားနိုင်လောက်တဲ့ goal တွေကိုရဲ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 တက်ပြီးသွင်းနိုင်တဲ့ player တောက်ကိုတော့ကျွန်တော်တို့ဒါစိတ်ကူးတိုင်းနဲ့ဆုံးရှုံးထားတယ်လို့ပြောလို့ရပါဘောလေအဲ့တော့ဒီကစားသမ ောက်ဒီယာဒီမှာအသင်းတွက်26ဝင်ကစားထားတယ်၃ဂိုးသွင်းပြီးတော့နှလုံးဖိုင်ထားပါတယ်အဲ့တော့ကာလာဖီယိုရီကိုပြန်ပြီးမြင်တွေ့ရဖို့ကတော့လာကုန်လောက်မှပဲဖြစ်နိုင်ချေရှိပါတယ်နောက်ထပ်တစ်ခါတော့ဂေဗီယယ်မကာဟေး ဒီကစားမ injury ဖြစ်သွားခဲ့တာကတော့ Aita တို့ဆိုရင်တော့ညာဘက်လက်မောင်းတစ်ဖက်ပြုတ်သွားပြီးပြုတ်လို့ရတယ်။အသင်းရဲ့ခန်စစ်တက်မှာဆို William Saliba နဲ့ Gabriel Magalhaes ကလုံးဝကောင်းတယ်။အခုသူ့နေရာမှာဝင်ပြီးဆော့နေတဲ့ KB ရောအတိုင်းနဲ့တစ်ခုထိ quality ပြထားရဆိုပေမဲ့ဒီကစားမပြတ်ထားတဲ့ခြေစွမ်းကတေချာကြည့်မယ်ဆိုလို့ရှိရင်တော့ Gabriel ကိုမှတ်မိတဲ့အနေထားတချုံပြီးနေလေးမှာရှိသေးတယ်။အခုနောက်ပိုင်းတော့ဝင်ပြီးဆော့နေခဲ့တဲ့ KB ရော အားတက်အောင်ဆိုပြီးတော့ Aita ကတော့တချို့ interview တွေမှာဆိုရင် ကီဗီယောဆော့နေတာကဂေဗရီယိုပြန်ပြန်တွေ့ရတဲ့အတိုင်းဆိုပြီးတော့မူတီဖြစ်အောင်ပြောထားတာတွေ့ရတယ်။ဒါပေမဲ့ဂေဗရီယယ်ဆာလီဘာထိုင်ရတော့ကျွန်တော်တို့တွေ့ကျင်တဲ့တကယ့်ကိုခံစစ်ကြောက်ဆောင်ပေါ့လေ။အခုလိုမျိုးချန်ပီယံလိ ကွာတာဖိုင်နယ်ရီယယ်မက်ဒရစ်လိုအသင်းနဲ့နှစ်ကြော်စလုံးကန်ရမယ့်နေထားမှာတော့ဂေဘရီယယ်ကျွန်တော်တို့ဆုံးရှုံးလိုက်ရပြီအခုနောက်ဆုံးကြားတဲ့သတင်းတွေအရဆိုတော့ဂေဘရီယယ်မကာယိုကျွန်တော်တို့ယာတီကုန်တီဆုံးရှုံးလိုက်မှာဖြစ်ပြီးတော့ယာတီကျိုပွဲစဉ်နဲ့အမီတော့ပြန်လာနိုင်မယ်လို့ကြားသိရပါတယ်28နှစ်ရဲ့ဘရာဇီးသားကတော့ဖူဟန်အသင်းနဲ့ပွဲစဉ်မှာဒီ16မိနစ်မှာအင်ဂျူရီရသွားပြီးခီဗီယိုနဲ့ဒူစားလေးလိုက်ရအမေရိကန်တော့တနာဝူတော်ကောင်းတယ်အဲ့ဒီမိနစ်တွေကိုကျွန်တော်ညီကိုတွေပြန်ကြည့်ကြည့်ပါဘာလို့ဆိုဂေဘရီယယ်မကာယိုအင်ဂျူရီဖြစ်သွားတယ်သူပြင်းတဲ့ဒီ ပေါင်အနောက်ကကြွက်သားကိုကင်ပြီးတော့တော်တော်နာသွားတာဒါပေမဲ့ဘောလုံးက तू ကဘေးစီးအောက်သွားတော့မှပဲဒါနဲ့ပတ်သက်ပြီး तू တောင်းဆိုလို့ရမှာဒယန်ကူးတာဖြစ်ဖြစ်လူစားလဲတာဖြစ်ဖြစ်အဲ့ဒီအနေထားမှာပြန်ပက်ကဘောလုံးညလာတဲ့အခါမှာနောက်တန်းကိုစိတ်မချတဲ့အတွက်ဒယန်ကြီးတစ်ဖက်နဲ့ပြင်ပြန်ထထပြီးတော့ဘောလုံးဖြတ်ထုတ်ဖို့ကြိုးစားခဲ့ရပါလေဒါ အခက်ခဲဓာကြည့်မှုတွေကြားထဲမှာပေါ့အတင်းထွက်ပြန်ပြီးကြည့်ခဲ့တဲ့ဂေဘီယိုမကာဟီရဲ့ကောင်းမွန်လို့တဲ့စိတ်တက်လေးကိုကျွန်တော်ပြန်ပြီးမြင်တွေ့ခဲ့ရရတယ်။အဲဆို28နှစ်ရဲ့ဘရာဇီးသားတော့ဒီရာသီမှာအတင်းထွက်52ပွဲတောင်ကစားထားပြီးတော့ငါးဂိုးသွင်းပြီးတလုံးဖိန်ထားတယ်။ကစားသမားတွေအင်ဂျူရီရလိုက်ရင်ကြည့်တကောက်ကျော်တန်ရတယ်ကြီးပဲ။အဲ့ဒါဘာလို့လဲဆိုတော့အာဆင်နယ်အသင်းနီးပြမခီအိုက်တာရဲ့ပလင်းစတိုင်ကကစားသမားတအူးအထွတ်ဆိုရင်တော့လိုအပ်ထပ်ပိုးတဲ့ဝါရစ်တာတောင်းဆိုတာ ပလေယာတယောက်က200 300လောက်အများနဲ့ဖြည့်ဆော့ရတယ်ပလေယာတဦးထပ်ပိုတဲ့စတာမီနာကိုအပြည့်ထုတ်သုံးရတယ်ဒါတွေကတပွဲနှစ်ပွဲမသိတာကြီးပဲပွဲ34ကျဲစော်ပြီးတဲ့အချိန်မှာဆိုရင်တော့အတွင်းမှာဒဏ်နေဖြစ်လာပြီးတော့ဖြစ်ပြီးဟဲ့ဆိုတကောက်ကျော်တန်ရယာတီကုန်ထိနာရခွဲစိတ်ရဒါတွေပဲဖြစ်နေတာပေါ့လေအဲ့တော့မကြခင်မှာတော့ဒီတကောက်ကျော်တန်ရကိုခွဲစိတ်မယ်ဆိုပြီးတော့သတင်းတွေကပေါ်ပြထားပါတယ်အဲ့တော့ GBM မကာဟီကိုတော့လက်ချံပရီးမီယာလိပွဲစဉ်ခုနှစ်ပွဲနဲ့ချန်ပီယံလိပွဲစဉ်တွေအကုန်လုံးကိုကျွန်တော်တို့ဆုံးရှုံးလိုက်ပြီးတော့ပြောလို့ရပါတယ်နောက်ထပ်တစ်ယောက်ကတော့ခိုင်ဘတ်ပေါ့လေ င်ခိုင်ဘက်ကတော့အားလုံးသိတဲ့အတိုင်းပဲဒါယာခွဲစိတ်ပြီးတော့ယာတီကုံအထိနားမယ်ပလေယာပေါ့အဲသူ့ရဲ့ဒီဒါယာကလည်းဒူဘိုင်းမှာသွားပြီး training စီးရင်းနဲ့မှထီသွားခဲ့တာအဲ့တော့အဲ့ဒါယာကိုခွဲစိတ်ပြီးရင်နောက်ပိုင်းမှာတော့လက်ရှိအချိန်မှာတော့အကူအညီမပါဘဲနဲ့လမ်းလျှောက်နိုင်နေပြီဆိုတဲ့သတင်းတချို့တော့တက်နေပါဗျ။ဒီကစားသမားတော့လက်ရှိချိန်ထိအာဆီနယ်အသင်းရဲ့သွင်းကူအများဆုံးသွင်းထားခဲ့တဲ့ဂိုးသွင်းအများဆုံးပလေယာအဖြစ်အသင်းမှာရှိနေဆုံးပဲပေါ့လေ။25နှစ်ရဲ့ဂျာမီသားတော့ 33ပွဲကစားခဲ့တယ်15ဂိုးသွင်းပြီးတော့၄လုံးဖိုင်ထားနိုင်ခဲ့တယ်သူ့ကိုတော့ကျွန်တော်တို့ယာတီချိုပွဲစဉ်တချို့မှာမှပြင်ပြီးမြင်တွေ့ရဖို့ရှိပြီးတော့ခိုင်ဘက်ပြန်လာသည်ဖြစ်စီပြန်လာသည်ဖြစ်စီအသင်းတောင်းဝန်ရှိသူကတော့အထောင်တိုက်စစ်ကစားမှသူ့ဝယ်ဖို့အတွက်ဈေးခွက်ထဲမှာလှုပ်ရှားမှုလုပ်နေပါတယ်ခိုင်ဘက်ကဒီယာတီမှာတော့164ရက်တောင်နားရမယ်ဆိုတော့ record ထွက်လာပါလို့အရှိရယာတီဒီမှာဆိုရင်တော့12ရက်18ရက်ရပောင်း40 28ရက်ဒါပဲတရာတီမှာလုံအောင်ကျော်နားရလို့ရှိရင်ရက်40 ရက်20အဲ့လောက်ပဲနားရတာဒါပေမဲ့ဒီရာသီမှာသူရာသွားခဲ့တဲ့ဒီတခေါက်ကျော်တန်ရံကိုခွဲစိတ်ကူးတာလိုက်တဲ့အခါမှာတော့ရာသီကုန်ပြီနားပါဖြစ်ပြီးရပောင်စုစုပေါင်း164ရက်လောက်အနားယူရဖို့တော့ရှိနေပါတယ်ဒါကြောင့်မလို့အားလုံးချစ်တဲ့ဂျာမနီသားတို့တော့ကျွန်တော်တို့လာမယ့်ရာသီတိကျမှာပဲပြန်ပြီးမြင်တွေ့ရဖို့ရှိနေပါတယ်နောက်ထပ်တယောက်ကတော့တာကီဟီယိုတိုမီယာစုပေါ့လေတိုမီယာစုအကြောင်းလည်းအားလုံးသိတဲ့အတိုင်းပဲ ရာစီနဲ့မျက်ခင်းစိမ်းနဲ့ပုံမှာမြင်ရတာကြာလို့မေ့အောင်မေ့နေတချို့ဆိုတိုမီယာစုရှီသေးလားလို့တော့မေးရတဲ့ player ပေါ့လေအဲ့တော့အာဆင်နယ်တင်းနေတဲ့ဒီကစားသမားကိုလာမယ့်ຫນွေစည်းကောမှာအယောင်စင်းတင်သွားဖို့ရှိဆိုပြီးတချို့ report လည်းထွက်နေတယ်ဒီကစားသမားကတော့ဒီဇင်ဘာလကုန်ထိနိုင်ရမယ်ဆိုပြီးတရေတချို့ထွက်နေတယ်သူပထမတော့သူ့ရဲ့ဒဏ်ရာကိုကောင်းလာလို့ကောင်းလာလို့နဲ့စောင့်တာဒါပေမဲ့သူ့ရဲ့ဒီဒူးဒဏ်ရာကစိတ်မချရဘူးပြန်ကောင်းလာဖို့တိတ်ပြီးအကင်းမသိဘူးဖြစ်နေတဲ့အချိန်မှာပဲ ခွဲစိတ်ဖို့ဝယ်ရွေးချယ်လိုက်ပြီးတော့အဲ့ခွဲစိတ်လိုက်တာဖြစ်တဲ့အတွက်လည်းဒီဇယ်မာလာလုံးမှာပြန်လာနိုင်ရည်ရှိတယ်။အဲ့တော့လာမယ့်နှွေစည်းကွက်မှာအယောင်တင်မလား။လာမယ့်စောင်းစည်းကွက်မှာအယောင်တင်စင်တင်မလားဆိုတော့ကျွန်တော်တို့စောင့်ကြည့်သွားမှာပေါ့လေ။26နှစ်ရဲ့ဂျပန်သားတော့2026နှစ်ဆိုရင်အသင်းကနေအလွတ်နဲ့ထွက်ခွာဝင်ရမယ့် player ဖြစ်နေပါဗါ။အဲ့တော့2021ခုနှစ်ကဒါຫນွေတုံးကဘိုလိုနာစီကနေခေါ်လိုက်တုံးကအသင်းအတွက်အရက်ကိုအရေးပါတဲ့ဖူးဘက်ကစားသမားတူဖြစ်ခဲ့ပေမဲ့အဲ့ဒီကစားသမားလည်းဒဏ်ရာရောက်တာမဟုတ်ခင်တော့အသင်းမှာတော်တော်လေးအားကိုးရမယ့် down team mountain player ဖြစ်လာခဲ့မှာ ါပါဒါပေမဲ့တူမြားစုတော့ကျွန်တော်တို့ပြောမယ်ဆိုရင်တော့ ဒါမဲ့ဒီဇင်ဘာလတည်းဆုံးရှုံးလိုက်ရတာဖြစ်တဲ့အတွက်2025-2026ဘောလုံးရာသီရာသီဝက်ထိပါဒီကစားမောက်ကျွန်တော်အသုံးပြုလို့ရမှာမဟုတ်တော့ပါဘူးနောက်ဆုံးတစ်ယောက်ကိုမတင်ဆက်ခင်မှာကျွန်တော်ညီကိုတွေကိုဒါဘောလုံးပွဲတွေဆော့မယ်ဆိုရင်တော့ရွှေဘောလုံးမှာပြောင်းလဲစားဖို့ကျွန်တော်ကဖိတ်ခေါ်ချင်ပါတယ်ရွှေဘောလုံးမှာဆော့မယ်ဆိုတော့ကျွန်တော်ညီကိုတွေအခွင့်အရေးတွေအများကြီးရှိပါတယ်ဘိုင်ဘာဖုန်းနံပါတ်ညီကို6916 3930ဆက်သွားပြီးတော့ဝန်ဆောင်မှုအပြည့်အဝရောက်လာဖြစ်လို့ကိုထုတ်ကလွတ်လိုက်တာလို့ပြောလို့ရှိရင်လည်းတကယ့်ကို special account ကြီးဖွင့်လို့ရမှာဖြစ်ပါတယ်အဲဆိုဘိုင်ဘာဖုန်းနံပါတ်ညီကို6916 3930 ားသူများဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရမှာဖြစ်ပါတယ်။ Ivan Kuchko Sport Internet ငါးသုံးလုံးမိတူကိုကစားလို့ရနေပါပြီ။နောက်ဆုံး injury ရထားတဲ့ player ကတော့ ဂါဘရီယယ်ဂျေဆုဂျေဆုကလည်းတကယ်ခြေစွမ်းကောင်းပြီးတော့အသင်းအားကိုးရတော့မယ်ထင်တဲ့အချိန်ပါပဲ FA ဖလားမှာ United နဲ့တွေ့တဲ့ပွဲစဉ်ပါပဲ injury ရသွားခဲ့တယ်ရတဲ့ injury ကလည်း ACN ဒဏ်ရာအဲ့အတွက်2025ဒီဇင်ဘာလောက်ထိဒီကစားမောက်ကျွန်တော်ဆုတ်ရှုတ်လိုက်ရမယ်ဒါကြောင့်မို့လို့လာမယ့်ဘောလုံးရာသီတက်မှာလဲရာသီဝက်လောက်ထိဒီကစားမောက်ကျွန်တော်အသုံးပြုလို့ရမှာမဟုတ်သေးပါဘူးအသင်းရဲ့ဒုတိယလောက်ခလာစာအမြင့်မားဆုံးဂါဘရီယယ်ဂျေဆုကိုကျွန်တော်တို့ကပြောမယ်ဆိုလို့ရှိရင် လာမယ့်နွေရာသီကြံခဲ့တဲ့စောင်းစည်းကွက်မှာအယောင်စင်းတင်ဖို့ကြိုးစားခဲ့သေးတယ်။တိုးတော့ ASEAN ထံရတဲ့ကစားသမားတူကိုဝယ်လက်တွေကတော်တော်လက်ရှောင်သွားတာဖြစ်တဲ့အတွက်လာမယ့်ဒီဇင်ဘာလမှာပြန်ပြီးကောင်းရင်တောင်မှအနည်းဆုံးစောင်းစည်းကွက်မှာရောင်းဖို့ကတော့အခက်အခဲရှိတိုင်းနဲ့နောက်ဆုံးအသင်းကအလကားဟေးစုမှာပဲဒီကစားမောက်လာပြီးခေါ်ဖို့များရပါလို့လေ။အဲ့တော့ဒီကစားသမားတော့အသက်28နှစ်ရှိပြီဘရာဇီးသားအသင်းနဲ့တော့စာချုပ်သက်တမ်းကတော့ရှိပါသေးတယ်။ဒါပေမဲ့လည်းအသင်းက တိတ်ပြီးတော့2029ခုနှစ်ကြီးရဲ့တူတယ်။သို့တော့ဒီကစားမကိုဆက်ပြီးထိန်းနိုင်လေ EJD Prone ဖြစ်နေခဲ့တဲ့အပြင်မှာနောက်ဆုံး Asian Dyna တွေပြလာမယ်ဆိုရင်တော့မှ Julian Thema လိုမျိုး strong ဖြစ်ဖြစ်ပြလာနိုင်မှာမလားဆိုတာလည်းဒါကျွန်တော်တန်တရားဝင်တဲ့အချက်ပေါ့လေ။အဲ့တော့ဒီကစားမတော့236ရဲ့ကြာအနာယူမှာပဲအသင်းအတွက်ပြလာနိုင်တော့ပါပါ။ဒီရသည်28ပဲဝင်စားရတယ်။ခွန်နဂိုးသွင်းပြီးတော့နှလုံးဖိုင်တဲ့ကာဗရီဂျေစုကိုတော့လာမိတ်ရာသီဝက်ထိကျွန်တော်ထပ်မံဆုံးရှုံးလိုက်ရပြီဖြစ်ပါတယ်။ဒါတွေကတော့ ဒီနေ့ဧပြီလ9ရက်နေ့ထိနောက်ဆုံးရအာဆင်နယ်အသင်းရဲ့ဒဏ်ရာကစားမ6နဲ့ပတ်သက်ပြီးတော့သုံးသက်တင်ဆက်ပေးသွားဖြစ်ပါတယ်။အဆုံးထိကြည့်ပြတဲ့လဲအားလုံးကျေးဇူးတင်ပါတယ်။လက်ထက်မှာငွေပုံငွေရှန်လေးရှိလို့ရှိရင်တော့ငလင်ဘေးတင်ပြည်သူတွေကိုလှူဒန်းဖို့လဲအားလုံးကိုအကြံပြုပါတယ်ခင်ဗျာ။